အလုံးဝင်းမင်္ဂလာပါရှင်တရှိကတော့ယမင်းဂျပန်တန်တန်းကျောင်းမှာဆရာမယမင်းပဲဖြစ်ပါရယ်ရှင်အခုဗီဒီယိုဖိုင်လေးကတော့အန်ထရီကျောင်းသားများအတွက်ခန်းစည်းတွဲလုံးလေးတင်ပြခြင်းလို့ပါပညာဒါန၄ဖိုင်မြောက်ရှိပါပြီရှင်ဒါနဲ့ဆိုရင်အန်ထရီတီးတဲ့အတွက်တင်ပြတာတွဲလုံးအလုံး40မြောက်ရောက်လာပါပြီရှင်နံပါတ်၁ခန်းစည်းလေးကနီဂတ်တေနီဂတ်တေရဲ့အဓိပ္ပာယ်ညံဖျင်းတာမကျွမ်းကျင်တာအဲ့တော့တွဲလုံးဆိုတဲ့အတိုင်းဘေမူရင်းတွေကလာလေပြန်တွေးကြည့်အောင်လေ့ကျင့်လုံးတော့မအမြဲတမ်းဗီဒီယိုဖိုင်တိုင်းမှာမာတဲ့ ် idea ယူပါအဲ့ကြလို့ရှိရင်ကိုကိုတိုင်းပြတ်မှတ်တတ်သွားလို့ရှိရင်ပိုလွယ်ွားနိုင်တယ်ပိုအထောက်ကူပြူွားနိုင်တယ်ပေါ့နော်သင်မေးထားတာဒါဆိုင်ဒီခန်းကြီးကခူရူရှိခူရူရှိရဲ့အိဘေကပင်မန်းဆင်းရဲတာခက်ခဲတာတော့ဝေဒနာခံစားရတာတော့ဒီခန်းကြီးကလက်ပြပြမယ်နော်ညင်တောင်ပြပြမယ်အဲ့တော့ဒီမှာခက်ခဲတယ်ပင်မန်းဆင်းရဲဝေဒနာခံစားရတဲ့လက်ထွက်လာတဲ့အိဘေညံပြင်းခြင်းမကြွမ်းခြင်းချင်းဆက်စစ်ဘလိုကြီးလဲဆိုလို့ရှိရင် ဥပမာတစ်ခုပြောလို့ရှိရင်တချို့ဒီပေါ့နော်စာသင်တဲ့အလုပ်ပဲထားပါတော့စာသင်တဲ့အလုပ်ကိုအခုကကျွမ်းကျင်လာရတော့မဟုတ်ပေမဲ့အရင်တော့အတက်ဆိုင်တော့ဘာဖြစ်ဖြစ်အများကြီးတော့အတွေ့အကြုံတွေတော့ပိုရှိသွားတာတော့အမှန်ပဲကွာဟိုဟိုအရန်ကျွမ်းကျင်တဲ့လူတွေမှာတော့မပါသေးဘူးဒါပေမဲ့စာသင်ကစားတဲ့ဆိုင်တော့အဆင်ပြေလာတယ်ဘာလို့ဒီစကားကိုစပြောတာလဲဒီခန်းကြီးတင်နေရတာနဲ့ထပြောတာလဲဆိုတော့တင်နှန်းရေလို့စပြီးတင်ကားစားကအာအီဥအေအိုအဲ့ကနေစပြီးတော့ ကိုဘယ်လိုရေးပြရမလဲမသိဘူးလက်တီတုံနေတာမျိုးဖြစ်တယ်ကိုရေးပြလိုက်တာမှန်ပါမလားမှားပါမလားလက်တီတုံနေအခွက်နည်းနည်းတတန်းရင့်လာတော့မှားလည်းမချောက်တော့ဘူးဆိုလို့စတာပါဥပမာစကားစားလူအများရှိမှလက်ကတုံနေလက်ကပင်မန်းနေပင်မန်းနေကွာလက်ကလေနောက်တစ်ခုဥပမာဟင်းချက်တယ်ဟင်းချက်တယ်အဲဒါဟုတ်သာသနာမမြင်သေးဘူးသားနောက်တစ်မျိုးဥပမာဟင်းချက်တယ်ချက်နေကြကြော်နေကြလူကအမလေးမသိရင်စီနဲ့ကြော်ရလူတော်မျိုးရေနဲ့ကြော်နေတယ်လို့ပဲသူ့နဲ့သူပေါ့ပေါ့ပါလေးလှုပ်သွားတာ လက်ကပင်မနေရမခန်းဆောင်ကျွမ်းကျင်သွားပြီလေကိုမြတ်ဥပမာတခါတလေလေးမြန်ကြက်ဥကြောမယ်ဆိုလို့ရှိရင်ဟိုးဒေအိုးနဲ့ကိုနဲ့တမိုင်လောက်ကိုလှမ်းထားတာကိုစီပေါက်မှာကြောက်လို့လက်ကဇက်ဇက်ဇက်နဲ့တုံးနေပြီတခုခုထဲ့ရမယ်ဆိုထားပေါက်မှာဆိုလို့ပြောချင်တာကပင်မန်းဆင်းရဲတယ်အရှိယခန်းကြီးကခူတူးရှိရပင်မန်းဆင်းရဲတယ်ခက်ခဲတယ်ဝေဒနာခံစားရတယ်အနောက်ကလက်ကိုရဲ့လက်ကပင်မန်းဆင်းရဲနေတယ်ဆိုကိုအဲ့ရဲ့လုတ်ကိုမကြမ်းမကြွမ်းကျင်နေလို့အဲ့ရဲ့လုတ်မှာညံ့ဖြင်းနေလို့ ကျွမ်းကျင်သွားပြီဆိုလို့ရှိရင်ချက်သွားတဲ့လူတွေမှာဆွက်ကနဲ့ဆွက်ကနဲ့လှုပ်သွားတာကို့မှာတခါထဲပို့ယူတုံ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 တက်နေတာအဲ့လိုမျိုးဖြစ်တာအဲ့တော့ဥမာလှည့်စင်နဲ့ပတ်သက်တဲ့လူတွေနောက်ဥပမာတစ်မျိုးလှည့်စင်မိတွေပြင်နေကွာကို့မှာတခုခုဆိုခလုတ်လေးတခုခုပြင်ကျင်နေပြင်တတ်ပါဘူးပြင်ကျင်နေတော့ဓာတ်လိုက်မှာဆိုလို့မထိခင်နဲ့ကဒီလိုမျိုးလှုပ်နေဒီလိုလိုလိုဖြစ်နေတုံနေကျွမ်းကျင်တဲ့လူကြတဲ့ဘက်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 ဆိုပြီးတော့ပြင်သွားတာအဲ့တော့ပြပြချင်တာကမူရင်ဒေရိုကြီးလာတာမဟုတ်ဘူးတွေးတော့တွေးကြည့်လို့ရတဲ့အဆက်မှရှိအချို့က ဒဲရိုးလည်းမဟုတ်ဘူးတွေးကြည့်လို့လည်းမရဘူးမဖြစ်မနေအလွတ်ကျက်ကိုကြက်မရမယ်တွဲလုံးအဆင့်လည်းရှိတယ်။ तू ကဒုတိယအဆင့်မှာပါတယ်။နည်းနည်းတွေးကြည့်ရတယ်။ပင်မန်းဆင်းရဲတယ်။ကိုယ့်လက်ကပင်မန်းဆင်းရဲတယ်ဆိုတာကကိုယ့်လက်ကမကျွမ်းကျင်လို့ညံ့ပြင်းလို့ပင်မန်းဆင်းရဲနေရလက်ကလောက်ရတာပင်မန်းဆင်းရဲနေတယ်ဆိုတော့အဲ့ဒါကိုမကျွမ်းကျင်သေးလို့ညံ့ပြင်းနေသေးလို့နောက်တစ်ခုဒီကန်းကြီးလေးကရှိတာ။ဒါလေးကရှိတာ။ဒါလေးကဂိုးတော့ ကိုတော်ထဲမှာရှိတော့ stock လက်ကျန်ပစ္စည်းတွေရှိတယ်ပေါ့ stock ကျန်သေးလားစပေးမယ်လို့ဘာလို့ညာလို့ရှိတယ်ကိုတော်ထဲမှာရှိတော့လက်ကျန်ပစ္စည်း stock တွေကိုပြောတာဒီဟာလေးကမူစုကရှိခက်ခဲတော့မူစုကရှိရခက်ခဲတော့ဒါက M4 ကမင်းပြည်သူပြည်သားတွေခက်ခဲနေတဲ့ပြည်သူပြည်သားတွေဒုက္ခတွေနမ်းမင်းတော့ဘာလို့လဲဒုက္ခတွေခက်ခဲနေတဲ့ပြည်သူပြည်သားတွေနမ်းမင်းကဒုက္ခတွေဒီခန်းကြီးလေးကခက်ခဲတော့သူ့မူရင်ခန်းကြီးကခက်ခဲတော့ ဒါကယောဂဒီယောဂခက်ခဲတယ်ဆိုတာပျောက်ရန်ခက်ခဲတဲ့ယောဂကုသဖို့ခက်တဲ့ယောဂပေါ့အချို့ယောဂတွေဆေးတောက်ဆေးသက်ဆေးတောက်ဆေးတစ်ခွက်တောက်ပျောက်တယ်ဆေးသုံးခွက်တောက်ပျောက်တယ်အလုံးစုံနှစ်ရက်တောက်ပျောက်တယ်ဒါပေမဲ့အချို့ယောဂတွေကပျောက်ဖို့ခက်ခဲတဲ့ယောဂတွေရှိတယ်ဒါပေမဲ့စဉ်းစားကြည့်မူရင်းရဖို့ပဲလိုတာမြင်အောင်ကြည့်ပါနော်အဓိကဒီစားရည်ရွယ်ချက်ကကျွန်တော်တို့အရှိအခန်းကြီးကမူစုကန်းရှိရာခတ်တာကွာအနောက်ကခန်းကြီးကအန်ဖိုးကပြောကွာခက်ခဲတဲ့ယောဂဆိုတော့ပျောက်ရန်ခက်ခဲတဲ့ယောဂပေါ့ နံပါတ်5လေးပြပြအောင်မယ်နံပါတ်5အရှိအမြဲတမ်းပြောရဲကိုကလေကျောင်းမှာတင်တဲ့စာအုပ်ကတင်တန်းမှာတင်တဲ့တင်ရောကတအုပ်အခုဒီမှာလိုက်ပြီးကျောင်းသားတို့ပညာရဏတင်မင်းကြီးဟာတအုပ်မတူဘူးမတူတဲ့ခါကျတော့အချို့စကားလုံးတွေစာအုပ်မှာမတူတော့မပါတဲ့စကားလုံးတွေအများကြီးပဲရှိတယ်ကိုလည်းတင်ရင်းထဲမှာစာအုပ်လိုက်တင်ထဲမှာမြင်တာအကုန်မသိဘူးကိုကစာအုပ်ထဲမှာကိုကိုင်းတဲ့စာအုပ်ထဲမှာပါတဲ့စကားလုံးတော့ပဲကိုကတင်ပြတာတိတာကွာဒီမှာဒီစကားလုံးကိုတက်ရှိတဲ့ကျောင်းသားတို့တင်ကာမှတိတယ်ဒါပေမဲ့လက်ရှိတော့မှတ်မိသွားတဲ့ချက်ချင်းဘာလို့လဲသိလား တွေးကြည့်လိုက်တာဒီကန်းကြီးကခုမမိုးတိမ်ဒီကန်းကြီးကရွှွန့်မိုးတိမ်ဆိုတာကောင်းပေါ်မှာရှိကောင်းငင်ပေါ်မှာရှိတာရွှွန့်ဆိုတာမြေကြီးပေါ်မှာရှိတာကောင်းငင်နဲ့မြေကြီးနဲ့ပေါင်းထားတဲ့ခန်းကြီးကကြီးမားထင်ရှားသောကွာဟာချက်တဲ့ကြည့်ကြည့်ပါဦးတွေးလို့ရတယ်လေကောင်းငင်နဲ့ကောင်းငင်နဲ့ငှက်နဲ့ဆိုရင်တော့တိတ်မကွာဘူးဘယ်လိုငှက်တည်းကကောင်းငင်မှာပြန်တန်းနိုင်သေးတယ်ကောင်းငင်နဲ့အောက်ကရွှွန့်နဲ့ဆိုတော့အကွာကြီးပဲ အကြီးမားထင်ရှားတဲ့ကွာဟာချက်မင်းတို့နှစ်ယောက်ရဲ့တကယ်ကိုကြီးမားထင်ရှားတဲ့ကွာဟာချက်ကဘာဖြစ်တာရောညာဖြစ်တာရောအဲ့လိုမျိုးအဲ့တော့ကိုကူမှသိတယ်ဒါပေမဲ့ကိုမှတ်မိသွားတယ်ဘာလို့မှတ်မိလဲတွေးလိုက်တာအကြံပေးချင်တာကကျောင်းသားမြောက်ကိုတင်လဲတင်မိမယ်ဆရာမဆရာမလို့သူတွေတင်မိတော့လဲနားထောင်ကိုကိုတိုင်းလဲအဲ့လိုမျိုးတွေးတတ်မယ်ကိုကိုတိုင်းလဲအဲ့လိုတွေးလိုက်မယ်ဆိုအဲ့စကလုံးကပုံမှတ်မိတတ်တယ်သူများတင်ပေးလို့မှတ်မိတာလဲကိုကိုတိုင်းစဉ်းစားလိုက်အဲ့စကလုံးကမိဖို့ခတ်သွားတယ်ကျောင်းသားတို့စာအုပ်ခေါင်းထဲမှာဆွဲကြံစေခြင်းလို့မှပြပြပေးတာနော် မတင်မေးချင်လို့ပြောတာမဟုတ်ဘူးပိုတက်စေချင်လို့ပြောပြနေတာနော်ဒီမှာကြည့်မယ်ဒါလေးကခုမို့ကျောင်းသားညမူရင်းကန်းကြီးတိမ်ကိုမှတ်မိမယ်နောက်ကခန်းကြီးကရွှန့်တိမ်နဲ့ရွှန့်ဆိုဟိုးမိုးနဲ့မြေမှာရှိတော့ကြီးမားထင်ရှားတယ်ကွာဟာချက်ဒီခန်းကြီးကမေ့တာဝါဆူတဲ့မတ်စကမေ့တာဒါကနှစ်ဒီတွေ့တယ်ဆိုတဲ့ခန်းကြီးကတွဲလုံးနေနဲ့ဆိုပွဲဖြစ်နေပါတယ်ဟောဆိုပွဲမှာတွေ့ကြတာကိုသူ့ဘာသူ N5 မှာဆိုရင်တော့တွေ့တယ် N4 တို့ N3 တို့ရအောင်သူတွဲလုံးဆိုရင်ပွဲလေးဖြစ်နေလာတာများတယ်ပွဲအဲ့ပေါင်းလိုက်တဲ့ခါကျတော့မေးပြရမယ်နှစ်အတွက်လုတ်တဲ့ပွဲနှစ်ကုန်နှုတ်ဆက်ပွဲနှစ်ဟောင်းမေးပြရမှာဟုတ်တယ်နော်ကိုတို့တို့အတိတ်တည်းမှာပဲမုန်းနေလို့မရဘူးအဲ့တော့မေးပြရမယ်နှစ်အတွက်တွေးကြတာဆိုတာနှစ်ကုန်နှုတ်ဆက်ပွဲမေးပြရမယ်နှစ်အတွက်လုတ်တဲ့ပွဲကနှစ်ကုန်နှုတ်ဆက်ပွဲဒီမကြီးဒါကတင်ပေးတာ OCMS တင်တာဒီကန်းကြီးကပြုစုပြောထောင်းတာ သင်ကြားပေးပြီးတော့ပြုစုပျိုးထောင်တာအဲ့တော့ပညာရေးလို့ခေါ်တယ်ပညာရေးဆိုတာကလေးတွေကိုစတင်ကြားပေးပြီးတော့ပြုစုပျိုးထောင်ပေးတာအဲ့ဒါပညာရေးပဲသင်ကြားပေးပြီးတော့ပြုစုပျိုးထောင်ပေးတာအဲ့ဒါပညာရေးဒါခါရခါရဒခန္ဓာကိုယ်ဒါပြုစုပေးပျိုးထောင်ပေးတာခန္ဓာကိုယ်ပြုစုပျိုးထောင်ပေးတာကိုလက်လှုပ်ရှားမှုဂျင်းနေပါလိပြောတာပေါ့တိုင်းအခုကံဆိုရင်အာကစားခမ်းမှခန္ဓာကိုယ်ပြုစုပျိုးထောင်ပေးတာကိုလက်လှုပ်ရှားမှုဒါဂျင်းကိုပြောတာ တင် जा ပေးပြီးတော့ပြုစုပြထောင်ပေးတာဒါကပညာရေးဒါကလည်းကဲတဲ့ခန်းကြီးဒါကလည်းကဲတဲ့ခန်းကြီးနှစ်ခုပေါင်းလိုက်တော့ကဲတင်ချင်းဒါလည်းကဲတာဒါလည်းကဲတာနှစ်ခုပေါင်းတော့ကဲတင်ချင်းဒါကကဲတာဒါကအသက်ဒါကအသက်အသက်ကဲချင်းဒီနေရာမှာအခုပြောသွားတဲ့အချိန်မှာចောင်းသားမြဒီထဲမှာပါသည်မြ မူရင်းအလုံးမှတ်မိနေဒီတွဲလုံးဆယ်လုံးကိုကြက်ပြီးသလိုဖြစ်သွားလိမ့်မယ်မှတ်မှတ်မိသေးဘူးစမ်းစေးမူရင်းနေမေ့နေတာအခုလာပြီးမူရင်းတွေကိုပြန်လိုက်ပေးမယ်မူရင်းတွေကိုပြန်မလိုက်ခင်မှာတရှိရဲ့ဝတီတိုင်းတစ်ခေါက်လောက်ပြန်ရှင်းပြလာအောင်မယ်နော်စိတ်နည်းနည်းပူလို့မရမှာစိုးလို့အရှိကညံ့ပြင်းတာအနောက်ကလက် လက်ကညံပြင်းနေပင်မဆင်းရဲညံပြင်းနေဆိုတာကိုဒီအဲ့အလုပ်ကိုမကျွမ်းကျင်သေးလို့ညံပြင်းလို့တော့ပင်မဆင်းရဲလက်လက်ကလက်ကလောက်ရတာပင်မဆင်းရဲနေဆိုတာကိုဒီအဲ့အလုပ်ကိုညံပြင်းနေသေးလို့မကျွမ်းကျင်လို့ ရှိတဲ့ဂိုဒေါင်ပေါင်းလိုက်တော့ဂိုဒေါင်ထဲမှာရှိတဲ့ပစ္စည်းလက်ကျန်ပစ္စည်းခက်ခဲတဲ့ပြည်သူပေါင်းလိုက်တော့ခက်ခဲနေတဲ့ပြည်သူတွေရဲ့ဒုက္ခတွေခက်ခဲတဲ့ယောဂပေါင်းလိုက်တော့ခက်ခဲတဲ့ယောဂဆိုတာပျောက်ရန်ခက်ခဲတဲ့ယောဂတိမ်နဲ့ရွှော့နဲ့ပေါင်းလိုက်တော့တိမ်နဲ့ရွှော့နဲ့ဆိုတာအယံကိုကွာတာမလို့ကြီးမားထင်ရှားတဲ့ကွာဟာချက်မိပြရမယ်နှစ်ရက်အတွက်လှုပ်တဲ့ပွဲကနှစ်ကုံနှုတ်ဆက်ပွဲတင် जा ပေးပြီးတော့ပြုစုပြောထောင်တာကအဲ့ဒါကိုပညာရေးခန္ဓာကိုယ်ကိုပြုစုပြောထောင်တာကအဲ့ဒါကိုလက်လှုပ်ရှားမှု ကေရာနဲ့ကေရာနဲ့ပေါင်းတော့ကေတင်ချင်းကေရာနဲ့အသက်နဲ့ပေါင်းတော့အသက်ကင်ချင်းကေမူရင်းတစ်ခေါက်ပြန်ပြီးတော့ရှင်မဲအမြဲတမ်းသတိပေးတယ်မူရင်းကိုကိုကောင်းနေအောင်မှတ်မိထားပြီဆိုရင်ပြဿနာမရှိဘူးဒီအပိုင်းဆက်မကြည့်လဲရတယ်မူရင်းကိုမေ့လို့ပြန်နှွေးမယ်ပြန်နှွေးရင်းထဲမှာဟဲ့အရင်တော့ဆန်းစစ်ရဲ့ဒီလိုမှတ်နီးမဟုတ်ပါဘူးဆိုရင်ကိုကောင်းနေဆွဲတဲ့မှတ်နီးကိုပဲယူမှတ်နီးကတူချင်မှတူလိမ့်မယ်ကိုစားတင်နေတဲ့အချိန်ခေါင်းနဲ့ပေါ်တယ်လို့ပြောချပလိုက်တာမလို့ဒါလေးကိုအရင်ပြောမယ်ဒီနှစ်ခုလုံးကကဲတာ तू ကတော့ကုညီတာလဲရတယ်ကဲတာလဲရတယ်ကုညီတာလဲရတယ်ကဲတာလဲရတယ်ဒါကတော့ကဲတာကြည့်ကြည့်မယ်အရှိရာအစိပ်ပိုင်းလေးကိုရေလေးနဲ့ဆင်တယ်လို့မြင်ကြည့်လိုက်ရေဆက်ရေခန်းကြီးလေးနဲ့တူတယ်ဒီမှာတစ်ဆက်ရေတကယ်နောက်ကအမားကြီးလို့မြင်လိုက်အမားကြီးအမားကြီးအမားကြီးဆိုတာဒါကိုပြောတာရေလေးနဲ့တူတယ်မီဇူးနဲ့ဆင်တယ်လို့မြင်ကြည့်လိုက်ဒီမှာအဆက်ကလေးတစ်ဆက်ကျန်ခဲ့မယ်ရေ တကယ်မကူးတတ်တဲ့လူမလို့ကဲတာဒီခန်းကြီးကလည်းကဲတာကူညီတာမျက်လုံးပုံစံလေးမျက်စိပုံစံလေးတနေ့နေ့လေးစောင်းမယ်ဒါခွန်အားကိုမျက်စိရှိရလူကိုခွန်နဲ့အားနဲ့ကူညီရမယ်ကဲစေရမယ်ကိုမျက်စိရှိရလူကိုခွန်နဲ့အားနဲ့ကူညီတယ်ကဲတယ်ရေတကယ်မကူးတတ်တဲ့လူမလို့ကဲတယ်မျက်စိရှိရလူကိုမျက်စိမျက်လုံးလေးနဲ့တူလို့မျက်စိရှိရလူကိုခွန်နဲ့အားနဲ့ကူညီတယ်ကဲတယ် ကေရာကေရာပေါင်းလိုက်တော့ကေတင်ချင်းဒါကေရာအနောက်ကပါလဲဆိုအသက်ဒီမှာမိုးအောင်မှာတစ်ပါဇက်ဒီနားလေးမှာပီအမိုးအောင်မှာလေတခုခုပါဇက်ကပြောပြီးဆိုရင်ဘာကြောင်းပြောလဲဆိုတော့အသက်အရွယ်ကိုယ့်အသက်ကိုတန်ဖိုးထားဖို့အသက်ကိုအီနိုချီဒီခန့်ကျအီနိုချီကအသက်စွမ်းသာကြီးလူဘဝမှာစီးစိမ်ဥစ္စာတွေထက် အသက်ကိုပိုတံမိုးထားဖို့လိုတယ်အသက်မရှိတော့အဲ့ပိုင်ဆိုင်မှုလည်းမရှိတော့ဘူးဒါကြောင့်မလို့အမိုးအောက်မှာတခုခုဆုံးမပြီးပါဇက်ကနေပြောပြီဆိုရင်အသက်ကိုစောင့်ရှောက်ဖို့လေဒီအသက်တစ်ချောင်းရင်တံမိုးတံမိုးထားဖို့အသက်ကိုစောင့်ရှောက်ဖို့လေပြောတော့ဒါကအသက်ကေရာနဲ့အသက်နဲ့ပေါင်းချပလိုက်တော့အသက်ကယ်ခြင်းဒီခန်းကြီးနှစ်ခုဒီဟာလေးကိုအရင်နှွေးပေးမယ်ပြုစုပြိုးထောင်တာဒီခန်းကြီးကဆိုဒသဲလူကလာတယ်ဆိုဒသဲလူရဲ့၄ဘေးကပြုစုပြိုးထောင်တာ ပြုစုပြောထောင်ပေးတယ်ဆိုတာကလေကိုယ့်ရဲ့အုတ်ချုပ်မှုအမိုးအောက်ကနေအမိုးလေးအောက်ကနေတနေ့မှုဝါးကြတဲ့အခါရွေ့ဝါးကြတဲ့အခါဆိုလိုတာမိဘဆိုလေသားသမီးကိုပြုစုပြောထောင်တာတနေ့မိဘတွေရဲ့လက်အောက်ကနေမိဘတွေရဲ့အရေးအောက်ကနေတနေ့ရောင်မှုဝါးကြတဲ့အခါလရှိတဲ့အမြင့်ဆုံးလိုနေရာမျိုးရောက်နေရလလေးပါလို့လရှိတဲ့အမြင့်ဆုံးလိုနေရာမျိုးလေးရောက်နေအောင်လို့အမြင့်ဆုံးကိုရောက်နေအောင်လို့ပြုစုပြောထောင်ပေးကြတယ် ြုစုပြောထောင်ပေးတယ်ဆိုညကြီးတဲ့ကိုစင်းမို့မဟုတ်ဘူးကွာပြုစုပြောထောင်ပေးတယ်ဆိုတာကိုယ့်ရဲ့အမိုးအောက်ကနေတနေ့ထွက်ခွာသွားကြတဲ့အခါမှုဝါကြတဲ့အခါလရှိတယ်လို့မျိုးအမြင့်ဆုံးလိုနေရာရောက်နေအောင်ပြုစုပြောထောင်ပေးကြတယ်ပြုစုပြောထောင်တာအရှိကသွားပေါင်းလိုက်တယ်အရှိက M4 ကစတင်တာ Ocean Mass စတင်နေဆိုတာညကြီးလိုမျိုးအခြေခံနေစတင်ရတယ်ကလေးဘွားတွေကစတင်ရတယ်အမားတွေမလုံးမြောင်စတင်တယ် စတင်နေဆိုတာမြေကြီးလိုမျိုးဟိုးအောက်ဆုံးအခြေခံစတင်ရတယ်။အရွယ်အားဖြင့်ဆိုရင်ကလေးရွယ်က စတင်ရတယ်။အမားတွေမလုံအောင်တင်ရတယ်။စတင်ကြပြီးတော့ပြုစုပြထောင်ပေးတာပညာရေးခန္ဓာကိုယ်နဲ့သွားပေါင်းလိုက်တော့ခန္ဓာကိုယ်ခန်းကြီးက M4 လူတွေကဒီဟွန်းဆိုတဲ့စာအုပ်စာပေတွေကတဆင့် ခန္ဓာကိုယ်ကြောင့်လေးလာလို့ရတယ်။လက်ရှိလို့၁၀တန်းမှာဆိုဘိုင်းဝသမားတွေဆိုသိတာပဲလေနော်။လူတွေကဒီစာအုပ်တရားတစ်စင်ဆရာဝန်မဖြစ်ခင်ကတည်းကလူတွေကစာအုပ်တရားနေတစ်စင်ခန္ဓာကိုယ်ကြောင့်ကိုလေးလာလို့ရတယ်။ခန္ဓာကိုယ်ကိုပြုစုပြောင်းထောင်ပေးတာကိုယ်လက်လှုပ်ရှားမှုနောက်တစ်ခုဒါလေးကဘိုးနန်းကန်နှစ်ကုံနှုတ်ဆက်ပွဲမေ့ပြရမယ်နှစ်ဆိုတော့ဒီမှာကြည့်ဒီကန်းကြီးလေးကသေးတာလက်ရှိအိုက်တုံးကပုံအောင်ဆွဲပြဘူးသေးအခေါင်းလို့မြင်ကြည့်လိုက်လို့အခေါင်းမသေးွားပြီဂီဆိုပြီ တည်နေပြီအဲ့လိုမျိုးအဲ့တော့ဒီမှာအခေါင်းတည်တာတည်သွားတာကြိုင်နှလုံးသားတွေကနေမေ့သွားတယ်တည်သွားတဲ့လူကိုကြိုင်နှလုံးသားတွေကမေ့သွားတယ်ဒါကမေ့တာဒါကတော့ n5 กว่าနှစ်กว่าဒီကန်းကြီးကတွေ့တယ်တွေ့တယ်ဆိုတော့ပွဲမှာတွေ့တာမျိုးတွဲလုံးနေနေဆိုရင်ပွဲမေ့ပြရမယ်နှစ်အတွက်တွေ့တယ်ပွဲကဘာပွဲလဲဆိုတော့နှစ်ကုံနှုတ်ဆက်ပွဲဒီကန်းကြီးက ိန်နဲ့ရှော့နယ်လဲပေါင်းလိုက်တော့ကောင်းငယ်နဲ့မြေကြီးမလို့ကြီးမားထင်ရှားတဲ့ကွာဟာချက်တိန်ကိုနှိပြမယ်တိန်ဒါလေးကအမေမိုးကျောင်းသားတိုင်းမိုးတို့တဲ့အန်ဖိုင်မလို့ဒီနားလေးမှာနိအီချီနိဒီအောက်ကခတာကနာမှုလေးနဲ့တူတယ်ပေါင်းလိုက်တယ်မိုးတွေဖြစ်နေရွာချဖို့မိုးအဖြစ်နဲ့ရွာချဖို့နှစ်နှစ်ဖက်ကနေဟိုဘက်ဒီဘက် မမေကြီးမိုးအဖြစ်နဲ့ရွာချဖို့ဟိုဘက်ဒီဘက်နှစ်ဖက်ကနေမှုရွေ့လာတာတိမ်နေလို့မှလိုက်ခုမိုးကတိမ်မိုးအဖြစ်နဲ့တို့တွေနိုင်ငံပေါ်ကိုညကြီးပေါ်မိုးအဖြစ်နဲ့ရွာချဖို့နှစ်ဖက်ဟိုဘက်ဒီဘက်နှစ်ဖက်ကနေမှုရွေ့လာတာအဲ့ဒါတိမ်နေနောက်တစ်ခုကရှွန့်ရှွန့်ဆိုရှွန့်ဘွက်ရှွန့်ဘွက်ရှွန့်ဘွက်ဆိုရှွန့်ရေတွေရှိတာနော်အေးရှွန့်ခဲတဲ့ရှွန့်ဘွက်ဆိုတော့အေး ရွှွန်နေပေးလာလို့ရှိရင်မလုပ်လဲဆိုတို့တွေမှာရွှွန်နေပေးလိုက်အမိုးလေးအောက်မှာထိုင်ပြီးတော့ဆေးရတယ်အမိုးလေးအောက်မှာဒီမှာအမိုးလေးအောက်မှာထိုင်ပြီးတော့ဆေးရတယ်ရွှွန်နေပါတယ်ပေးလာလို့ရှိရင်လေပြန်ပြီးတော့ဆေးကြောပါတယ်ရွှွန်ဘွက်ဆိုတာအေးသဘောမလို့အေးရွှွန်နေပေးလာလို့ရှိရင်အမိုးလေးအောက်မှာထိုင်ပြီးတော့ဆေးနေတယ်ပေါ့နော်ဒါကရွှွန်တိန်နဲ့ရွှွန်နဲ့ပေါင်းတော့တိန်နဲ့ရွှွန်နဲ့ကကြီးမားတော့ကွာခြားချက်တကယ်ကိုကောင်းကင်နဲ့မြေကြီးမလို့ ြီးမားတဲ့ကွာခြားချက်နောက်တစ်ခုဒီကန်းကြီးနှစ်ခုဒီကန်းကြီးနှစ်ခုမှာဒီနှစ်ခုက M4 ဒါက M3 ပဲဒါမူဇူကာရှိခက်ခဲတာခက်ခဲတာကိုတွေးကြည့်ညခင်လေးပေါ်မှာထိုင်ပြောနေကြတယ်ညခင်လေးပေါ်မှာဗဇက်ကနေထိုင်ပြောနေတယ်ပြောတယ်ဆိုရဲနှစ်ယောက်ဘယ်နှစ်ယောက်လဲလူနှစ်ယောက်ဘာအကြောင်းပြောလဲဆိုငှက်ဒီနောက်ကငှက်အစိပ်ပိုင်း ငှက်တရဖမ်းရတာခက်ခဲတဲ့အကြောင်းပြောတယ်။မယုံလိုက်လိုက်ဖမ်းကြည့်ပါလား။ကောင်းငင်မှာပြန်နေတဲ့ငှက်တွေ။အဲ့တော့ညခင်လေးပေါ်မှာဇက်ကနေပြောနေကြတယ်။နှစ်ယောက်သား။ဘယ်နှစ်ယောက်လဲ။လူနှစ်ယောက်တရေနှစ်ယောက်မဟုတ်ဘူးလူနှစ်ယောက်။ဘာအကြောင်းလဲ။ငှက်ဒီဟာငှက်အစိပ်ပိုင်းငှက်တရဖမ်းရတာခက်ခဲတဲ့အကြောင်းပြောတယ်ပေါ့အိုက်ကန်းကြီးကမူဇူကရှိရာခက်ခဲတော့ခက်ခဲတာနဲ့အနောက်ကပြည်သူပြည်သားနိုင်ငံသူနိုင်ငံသားလူအများဒီခန်းကြီးကလူအများ ဒါအမိုးလေးအမိုးအကာလေးတစ်တခုရှိရင်လူအများခိုးလို့ရတယ်အမိုးအကာလေးအမိုးလေးနဲ့တူတယ်အမိုးအကာလေးတခုရှိရင်လူအများကခိုးလို့ရတာလူအများနိုင်ငံသူနိုင်ငံသားတို့ဘာတို့အဲ့တော့ခက်ခဲနေတဲ့လူအများဒုက္ခတွေခက်ခဲနေတဲ့ယောဂဒီကန်းကြီးကယောဂယောဂကိုပြန်နှွေးပြီးရင်အမိုးတကအမိုးထဲမှာအဆက်နှက်ဆက်ပါတဲ့အမိုးကကြမ်းမာရင်မကောင်းတဲ့အမိုးအဲ့လိုနေထိုင်မကောင်းရင် တယောက်တည်းဒီအောက်ကအတွင်းဘက်အတွင်းမှာပဲနေခြင်းနဲ့တနေကုန်အတွင်းမှာပဲနေခြင်းနဲ့တဒါလေးကတဒါလေးက M4 ရဲ့ဥချီအတွင်းဘက်နေထိုင်မကောင်းအပြင်နေပါလေမသွားခြင်းဘူးအမိုးတကအမိုးထဲမှာအဆက်နဆက်ပါတဲ့အမိုးကနေထိုင်မကောင်းတဲ့အမိုးနေထိုင်မကောင်းရင် တနေကုန်တနေကန်အတွင်းဘက်မှာပဲနေခြင်းနဲ့အပြင်နေပါလေမသွားခြင်းဘူးခက်ခဲတာနဲ့ယောဂာနဲ့ပေါင်းလိုက်တော့ပျောက်ရန်ခက်ခဲတဲ့ယောဂာဒါကရှိတာဒါကကိုတော် ကိုရောင်ထဲမှာရှိတာလက်ကြံပစ္စည်းဒါဆိုရှိတာအောင်နှိမ့်မယ်ရှိတာတိမသိရင်ရုတ်တရက်ကြည့်လိုက်လို့ရှိရင်ဒါလူအစိပ်ပိုင်းလေးနဲ့တွေ့လူလူတွေအားလုံးကမြေပေါ်မှာတည်ရှိနေကြတယ်ရုတ်တရက်ကြည့်လို့ရှိရင်လို့ပြောရတော့အမလူလို့မပြောစကားကိုပြောရတော့လူလေးနဲ့ဆင်တယ်လို့ပြောတာနော်မှတ်ဖို့အတွက်လူအစိပ်ပိုင်းလေးနဲ့ဆင်တယ်လူတွေကမြေကြီးပေါ်မှာရှိနေကြတယ်ဒီမှာအမိုးအမိုးဒီအမိုးကကားဒစီထဲပို့လုံလောက်တဲ့အမိုး ကားထည့်ထားတဲ့အမိုးက5တောင်ကားထည့်သိမ်းထားတဲ့အမိုးက5တောင်ဆိုလိုတာဒီလိုအမိုးဆိုရင်ကားလေးပေါ်မှာပဲအမိုးလေးပါတာဒီအမိုးကြတော့5တောင်ဆိုတာကြတော့ကားတစ်စီးလုံးလုံချုံအောင်ကားတစ်စီးလုံးဒီမှာကားဒီတဲ့ကိုကားတစ်စီးလုံးလုံချုံအောင်လာသိမ်းလို့ရသွားတဲ့အမိုးမျိုးအဲ့တော့အမိုးအောက်မှာ တွေ့ရနော်ဒီအမိုးဆိုရင်ကားလေးပေါ်မှာပဲအမိုးလေးပါတာဒါကြတော့ကားတစ်စီးလုံးလုံသွားတဲ့အမိုးအဲ့ဒါကြောင့်5တောင်ဆိုတာအမိုးတော့အမိုးကားထည့်သိမ်းလို့ရတဲ့အမိုးက5တောင် ရှိတာနဲ့သွားပေါင်းတော့ရှိတယ်ဂိုဒေါင်ထဲမှာရှိတာလက်ကျန်ပစ္စည်းနောက်ဆုံးတစ်ခုကညံပြင်းတာမကျွမ်းကျင်တာအရှိအခက်ခဲဆင်းရဲခက်ခဲတာပင်ပန်းဆင်းရဲတာဆိုတော့ဒီမှာကြည့်မယ်ဒါမြက်ခင်းမြေရိပ်တဲ့အလုပ်ကိုလှုပ်ဝပြီးတော့ဖူရူ ਈ ဟောင်းနွမ်းတဲ့အိမ်မှာနေရတော့ဘဝကခက်ခဲဆင်းရဲတယ်ပင်ပန်းတယ်ဝေဒနာခံစားရတယ်ပေါ့ကိုယ့်ရဲ့လက်ကပင်ပန်းတယ်ဆင်းရဲတယ်ဝေဒနာခံစားရတယ်ခက်ခဲတယ်ဆိုတော့အဲ့ဒါကိုအဲ့ဒီအလုပ်ကိုမကျွမ်းကျင်သေးလို့ညံပြင်းလို့ ဒါလေးက N3 12လုံးပညာဒါန၄ဖိုင်ညာဝင်ဖြစ်ပါတယ်ရှင်